စစ်တပ်၏ရွေးကောက်ပွဲကိုထောက်ခံသောလှုပ်ရှားမှုကမ်ပိန်းကိုမကြာမီထုတ်လွှင့်နိုင်ရေးအမှုပညာရှင်များနှင့်အဆိုတော်များကိုစစ်ကော်မရှင်ကဖိအားပေးတတ်တော့ရိုက်ခိုင်းနေအကြက်ဖက်စစ်တပ်၏ရွေးကောက်ပွဲကိုထောက်ခံသောလှုပ်ရှားမှုကမ်ပိန်းကိုမကြာမီထုတ်လွှင့်နိုင်ရေးအမှုပညာရှင်များနှင့်အဆိုတော်များကိုစစ်ကော်မရှင်ကဖိအားပေးတတ်တော့ရိုက်ရိုက်ကူးရေးလှုပ်ခိုင်းနေကြောင်းအမှုပညာရှင်အတိုင်းဝိုင်းကပြောဆိုသည် အဆိုပါရွေးကောက်ပွဲထောက်ခံရေးလှုပ်ရှားမှုကမ်ပိန်းကိုရိုက်ကူးပေးရန်အကြောင်းမပြန်သောမင်းသမီးဖွဲ့ဖွဲ့မော်ဒမင်တာအလင်းရောင်တို့ကိုစစ်တပ်ကခေါ်ယူစစ်ဆေးမေးမြန်းမှုလှုပ်ဆောင်ကာရိုက်ကူးရေးတွင်ပါဝင်ပါမည်ဆိုသောခံဝန်ကတိဖြင့်ပြန်လည်လွှတ်ပေးခဲ့ကြောင်းသိရှိရသည်ဖွဲ့ဖွဲ့ကမင်းမျိုးမှာ မတန်မရာဆိုတဲ့ရုပ်ရှင်ကားကြီးရိုက်နေတာအဲ့ဒီအချိန်မှာစကမာကကနေရန်ကုန်အထိရဲတွေနဲ့လာခေါ်သွားတာ မင်းတို့ရေစခန်းမှာမလုပ်ပဲအတင်းရန်ကုန်ခေါ်သွားတာပြီးတော့ခေါ်ယူစစ်ဆေးတာကိုဘာအခက်ခဲရှိလို့လဲဆိုတဲ့အပေါင်းမျိုးနဲ့ BBC မှာပြန်ကြေးအရေးများပြောထားတယ်။အမှန်ကအတင်းအတက်ကိုရဲတွေနဲ့ခေါ်သွားတာပြီးတော့ခံဝင်နဲ့ရိုက်ပေးပါမယ်ဆိုပြီးလွတ်ပေးလိုက်တယ်ဟုအမှုပညာအတိုင်းဝိုင်းကပြောဆိုသည်။လက်ရှိတွင်စစ်တပ်၏ရွေးကောက်ပွဲထောက်ခံသောကမ်ပိန်းအတွက်အမှုပညာရှင်များအစိုးရများကိုစာသားများကိုရွှတ်ပြီးရိုက်ကူးရေးလုပ်ပေးနေရကြောင်းလက်ရှိအဖွဲ့ဖွဲ့ဝန်မှောင်ရွှေ၏ ထိုင်းတင်းတီတိုင်ရွန်ထူအောင်အပါဝင်အမှုပညာရှင်များအများစုပါဝင်ကြောင်းစစ်တပ်ကအမှုပညာရှင်များကိုဖိအားပေးရာတွင်ပုံမှန်ညီနိုင်မှုမျိုးမလုပ်ဘဲအလွန်ပြင်းထန်သောဖိအားပေးမှုမျိုးလုပ်ဆောင်နေကြောင်းသိရှိရသည်ထောင်ကြပြီးလူငယ်သက်တာနဲ့ပြန်လွတ်ထားတဲ့အစိုးရတရုတ်ဆောင်တွေအခုရွေးကောက်ပွဲထောက်ခံကမ်ပိန်းမှာမပါရင်ထောင်ကျွေးပြန်ပေးဆက်ရမယ်ပြီးတော့ရွေးကောက်ပွဲနောက်ဆက်သူများဥပဒေနဲ့ပါအရေးယူမယ်ဆိုပြီးချိန်ချမှုတွေရှိတယ်လို့သိရပါတယ်ဟုရန်ကုန်အခြေစိုက်အမှုပညာရေးရာသတင်းထောက်တအူကဆိုသည် အကြံဖက်စစ်တပ်၏အလေအညာဝါဒဖြန့်ရွေးကောက်ပွဲနှင့်ပတ်သက်သောခေတ္တပိုင်းကိုဒုံဆိုင်မိသူများဇလန်းနှင့်တရုတ်ဆောင်များကိုပြည်သူများကဝိုင်းဝန်းဆက်တင်တပိတ်မမှုအရှိန်တက်လာခြင်းတွင်စစ်တပ်ကအခြားသောအမှုပညာရှင်များနှင့်တရုတ်ဆောင်များကိုပါဖိအားပေးလာခြင်းဖြစ်သည်ခေတ္တပိုင်းကိုဒုံဆိုင်မိသူများရွေးကောက်ပွဲဆိုင်ရာအလေအညာဝါဒဖြန့်ဇလန်းကိုလူမှုကွန်ရက်မှတဆင့်ဝေဖန်သည်ဟုဆိုကဒရိုက်တာမိုက်တီခတန်ထွန်းဆောင်ဇပ်ပိုတရုတ်ဆောင်ကျော်ဝင်းထွခကျော်မင်းထွနှင့်ဟာတာတရုတ်ဆောင်အုံတိုင်းခဇော်မြင့်ဒရိုက်တာအောင်ချမ်းလူ ရုပ်ရှင်ဒါရိုက်တာတက်လွင်ခစပူထွန်းတက်လွင်တို့ကိုစစ်တပ်ကဖမ်းဆီးထားပြီးရွေးကောက်ပွဲနောက်ဆက်သူများဥပဒေဖြင့်အမှုဖွင့်ထားကြောင်းသိရှိရသည်ရှင်အပြင်အမှုပညာရှင်များနဲ့တရုတ်ဆောင်များအဆိုတော်များကိုစစ်တပ်ထံသို့ကြိုတင်အကြောင်းကြားခြင်းနှင့်ခွင့်ပြုချက်မယူဘဲပြည်ပသို့ထွက်ခွာခွင့်မပြုတော့ကြောင်းပြည်ပထွက်ခွာမည်ဆိုလျင်ခွင့်ပြုချက်ယူရမည်အပြင်ပြန်လာရန်ကိုလည်းဂရင်းဝန်ခံချက်ထိုးရမည်ဖြစ်ကြောင်းအကယ်၍ခွင့်ပြုချက်မရှိဘဲပြည်ပထွက်ခွာရန်စူးစမ်းပါကလေးစိမ့်မှလှည့်ပြန်ခိုင်းမည်ဖြစ်ကြောင်း လက်ရှိတွင်လေးစိမ့်မှလှည့်ပြန်ရသောအမှုပညာရှင်များရှိနေကြောင်းစစ်လော်ပြီးအစိုးရရုံလေး၏လူမှုကွန်ရက်တွင်ဖော်ပြချက်နှင့်ပြပထွက်ရန်ငင်းဆုတ်ခံရသောအမှုပညာရှင်တို့ထံမှသိရှိရသည်